ကေမင်္ဂလာပါကဲကျွန်တော်တို့ခုလဲ for in နဲ့ပတ်သက်တဲ့ပိုင်းသွင်း for in နဲ့ပတ်သက်တဲ့လို့ဆောင်ကြလို့ဆက်သွားအောင်ဟုတ်လားအရင်ကောကျွန်တော် range function range function မှာကျွန်တော် sorry တမျိုးကြံအဲ့ဘာလဲကျွန်တော်တို့ကစမ်းတော့ကျွန်တော်တို့စမယ်စုံးမယ်တက်ကနေပါတော့လေးထိဟုတ်ပြီအဲ့လိုတွေတွတ်မှတ်လို့ရတယ်နောက်တစ်ခါဒါမှအစားဆုံးမထည့်ပဲနဲ့ကိုကိုချိန်ထုတ်မယ်ဆိုတော့ညကနေသူ shift ထိပါလို့သွားမယ်ထုတ်သွားလိမ့်မယ် okay ဒီခါကျကျွန်တော်၃မျိုးထည့်မယ်ဒီ၃မျိုးဒီ၃မျိုးတော့မှတ်ထားပြီမှတ်ထားပြီဒီပုံစံနဲ့ကျွန်တော်တို့ကဲ for ပုံစံတိုင်းလုပ်မယ် ready ပဲ သူသူ့ရဲ့ဟာဒီမှာကြည့်ကျွန်တော်တို့ခုနပြရနေမှာ star stop step ဟုတ်လား star ဘယ်ကနေစမှာလဲโอเคကျွန်တော်တက်ကနေစ0ကနေစလဲရတယ်ကျွန်တော်တက်ကနေစ stop ဘယ်မှာဆုံးမှာလဲဟုတ်လားဒီမှာကြည့်ဒါဘယ်ကနေစမှာလဲဟုတ်လားဒါဘယ်ကနေစမှာလဲဟုတ်ကဲ့10ဘယ်မှာဆုံးမှာလဲ30ဒါ i equal to 1နဲ့စလာဟုတ်ကျွန်တော် i equal to 30ကြီးလာ30နောက်တစ်ခုနောက်တစ်ခုဘယ်လို set dash လုံးမှာလဲ increase ဘလို့ increase တို့มาလဲဟုတ်လားကဲဆိုတော့ i plus plus ဆိုတော့ဗာတစ်ဖဲတို့လဲကျွန်တော်တစ်ဖဲတို့လဲတစ်ဖဲတို့လဲဒီတိုင်းပဲပြန်ထုတ်လဲတစ်ကနေစရဲ30အတွင်းမှာသူထုတ်မယ်ဒီတစ်ကိုဗာတစ်တို့တို့သွားမယ်ဟုတ်ကဲ့အဲ့ဆိုတင်းနေတော့ငါကြောက်ကိုကျွန်တော်60ပြသားကြည်လိုက်တစ်ချက်ကြည်လိုက်ဒီဒီ for loop နဲ့ထုတ်တယ်လို့ပဲဒီ for ပုံစံတော့ဒီပိုင်းတော့မရေးလို့မရဘူးနော်တစ်ချက်ကြည်အမှန်တော့တင်းနေတော့ငါကြောက်ကိုရှင်ကိုအော် okay မင်းနော် okay မင်းနော်မထားပြီဘယ်ရဆမှာလဲဘယ်မှာဒါဆို i equal to 1 i less than 10 I'm black black အတူတူပဲဒီပုံစံပဲ I'm black black okay ဒီနေရာမှာကျကျွန်တော်တို့ကဘာကွာသွားလဲဆို I'm black black ကိုကျွန်တော်တို့က I'm black black မဟုတ် okay ဒီပုံစံတက်ကနေ10ပဲ14လောက်ထိထားလိုက်နည်းနည်းလေးပါဖြစ်သွားတက်ကနေတော့14ဘယ်လောက်တိုးမှလဲတက်ကိုကျွန်တော်တို့၄တိုးမယ်၄တိုးမယ်ဆိုတကြိုက်လိုက်ဒီမှာတက်သူ့ကို၄တိုးတော့ဒီတက်ကဘာဖြစ်သွားငါပေါင်းပေါင်းသွားမှာကျွန်တော်တို့ဘက်မှာတက်ကနေ14ထိပဲပေါ့နောက်တစ်ခါဒီမှာ9ဖြစ်နေချိန်မှာဒီမှာ၄ရလာပေါင်းတော့9နဲ့၄နဲ့ပေါ့မလား6ဖြစ်သွား အမှန်တင်ငါကိုနောက်တစ်ခုက73ဖြစ်သွားပြီအဲ့မှာ14ဆိုတော့သူကြော်သွားတယ်အလုံးလို့တော့ကြည့်မယ် run ကြည့်မယ် i black black ကိုတတိထားမနော် i black black နေရာမှာကျွန်တော်ဒါသုံးတယ် oh black 1.93 okay မနော်ဒါ range function လေးကိုအခြေခံအနေနဲ့နားလဲပေးတယ်ဒီ range function ဟုတ်လား python ရဲ့ for for in သုံးတော့မယ်ဆိုဒီ range function ဒီမော်နေအောင်နားလဲရဟုတ် Okay နောက်တစ်ဖန်ရှင်နေရှိသေးတယ်ဗျာကျွန်တော်တို့ enumerate ကျွန်တော် sorry ကျွန်တော် list တွေ dictionary တွေ trap pair တွေမသင်ခဲ့ရတယ်ပြီးရင် icon တွေလာတယ်လာပြီးတော့ icon တွေနဲ့ပတ်သက်တဲ့အရာချက်လာဟုတ်နော်ဒီ range function နဲ့တူတူပဲနောက်လည်းသိတဲ့နေရာတွေကဘာတွေရှိသေးလဲဆိုပိုင်းသွင်း item function တွေတော့ dictionary တွေ list တွေမှာထုံးမဲ့ item တွေတော့ enumerate တွေ zip တွေ i function သုံးလေးမျိုးလောက်ကကျွန်တော်တို့သိတဲ့နေရာ built-in function တွေ okay မလား built-in function တွေအဲ built-in function မှာတို့ရတော့ဟာပေါ့ဟာဒီပေါ့ method တွေပေါ့နော် built-in method တွေ built-in function တွေကျွန်တော်ဘာလုပ်ရမလဲနားလဲရအောင် okay ဒါဒီတော့ for ရဲ့ပြည်ဒါတော့ for ကိုကျွန်တော်ဘာရှင်းပြအောင် ဒီကောင်းကြီးလည်းကျွန်တော်အောက်ထားလာဟုတ်လားနည်းနည်းလေးကုတ်ချိုးတော့သတိထားခွင်းလောက်ပြီနော်โอเคโอเคโอเคဒီကောင်းကြီးကိုလုံးတာဒီနောက်လားအောက်ထဲကျွန်တော်ပို့ထားလာစပေးပါချပြီးတော့ကျွန်တော်နောက်တော့ update version update လို့ဟုတ်လားကြည့်ကျွန်တော်ဟာလေးကိုဒီလိုလုပ်မယ်ကျွန်တော် value ကိုကျွန်တော်ရိုက်တဲ့ keyboard ပဲ v n u e value value equal ကျွန်တော်ဘာသုံးမလဲဆိုရင် input ကိုသုံးလိုက်မယ် p u t input bidding function ကိုသုံးလိုက်မယ်ဘာညာကျွန်တော်စာကြောင်း ် SI ကလည်း CDS 6လုံး6လုံးကောင်းနော်6လုံးပေါ့6ကလာတာပေါ့ under 6ကလာတာဒါဘလိုနေရာမှာသုံးလို့ရလဲဆိုရင်တို့တို့အဲကျွန်တော် password တွေတချို့ password တွေတို့6လုံးထပ်6လုံးထပ်လဲမနေရအောင်6လုံးထပ်လဲပုံမရရအောင်အဲ့ဒီလိုကန့်တတ်ခြင်းတဲ့နေရာမှာဒီလိုလုံးဆောင်ကြနေတော့ဒါကြောင့်ဆိုတော့ input ဆိုတာ ਨੇ sorry 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 နေနိုင်ရေးနေတာလေး live မေ့နေဟုတ်ကဲ့ input ဆိုတာ ਨੇ ကျွန်တော်တို့ရှင်းမှာပြောခဲ့တဲ့လုတ်ဆောင်ချက်လိုပဲကျွန်တော်တို့ထည့်လိုက်တဲ့ဒီ string လေးကိုလည်းသူပါလို့ပဲပြပေးမယ်ကျွန်တော်တို့ထည့်လိုက်တဲ့ string လေးကိုလည်းသူပြပေးမယ်ပြီးကျွန်တော်တို့ keyboard ကရိုင်းလိုက်တဲ့ဟာကိုလည်းသူပါလို့ပဲဒီ variable ထဲမှာလာသိမ်းပေးမယ်ကိုလက်ခံတဲ့ return ပြန်ပေးမယ်ဟုတ်နော်မှတ်တမ်းနေတာ okay ပြန်ပြီးတော့ for နဲ့ပတ်မယ် for in for in မှာတော့ဒီထက်ကိုလည်းကျွန်တော်တို့ character နဲ့လက်ခံလိုက် channel ပဲလက်ခံလိုက်4 in cha ဘယ်တဲ့အင်းလဲဆို ဝီယံဂျူဗဲလူဟောကိုရိုက်လိုက်မဲ့ဗဲလူရဲ့ပါတော့အင်ကိုသူဘာလုပ်ပြီလဲဆိုပတ်ထုတ်ပေးလိမ့်မယ်ဟုတ်နော် PRN ဒီ print print function နဲ့ပဲကျွန်တော်ပတ်ထုတ်လိုက်မလား CSS ရ6ကိုထုတ် Okay အဒါဆင်းပြီကိုရိုက်လိုက်တဲ့ကိုက6လုံးတော့ဆိုပြီးတို့6လုံးတက်သူပြပေးလိမ့်ဟုတ်ပါ6လုံးထက်ကြော်ရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲကြည့်မယ်ခုဒီချင်းတွေတစ်ချက်ကြည့်ကိုတို့က run Okay bleed under assign ရတာ assign align usc ds လို့ရတယ် Okay အခုရိုက်လိုက်တဲ့ CSS ကိုဘာလုပ်ပြီလဲသူထုတ်ပေး ဒါဒီချင်းနေမှန်တယ်အဆင်ပြေတယ်ဟုတ်ပြီဘာမှမဖြစ်သေးဘူးအိမ်မှာကျွန်တော်တို့ပိုင်းတော့မှသူတခြား language မှာမတွေ့ရတဲ့တခုတွေ့သေးတယ်ဗျဘီကန်ဓာတ်တွေမလျှောက်ပါနဲ့ဗျမှတ်ထားပေးဗျအဲ့ဒါပါလေကျွန်တော်တို့ s for s s ဟို if မှာတုံးခဲ့တယ်လို့ပဲ is f ဟုတ်လား is f is s အဲ yeah c f yeah c f ကဘလို့နေမှာတုံးတာလဲတကယ်လို့မြတ်သူဟာ6လုံးထက်ပိုရိုက်လာတယ်ဆိုရင် okay မယ်နော် okay မယ်နော်သူက6လုံးထက်ပိုရိုက်လာတယ်ဆိုရင် MPI ကနေ print အမင်း6လုံးတော့ကြော်နေတယ်ပေါ့ sys over အဲဒါကွက်ကိုထုတ်လိုက် sorry sorry ကျွန်တော် sync condition နေမေ့မနေတယ်အဲ့နာလွတ်လွတ်နေတယ်နော် okay မလားဟုတ်ကဲ့နော် before is သိမ်းမှန်နေတော့အဲ့ဒီမှာကျွန်တော်တခုကြည့်တာ sys over တော့ sys လို့မြင်ပါဒါကျွန်တော်တို့ကဒီမှာကျွန်တော်တို့ character ရိုက်ခိုင်းတာကို b and k blank စာမရိုက်ဘဲထည့်လိုက်တယ်ဆိုရင်ဒီမှာသွားလိမ့်မယ် ဒီမှာ character 6လုံးစစ်ချင်ရင်တော့ဒီနောက်မှာတော့ if တိခံစစ်ရအောင်ပါနော် if တိခံစစ်ရအောင်အားတွေရှုပ်ကုန်နေမယ်ဒါပေမဲ့ဒီနှစ်ချက်ကိုကျွန်တော်စစ်မယ်ဗျာသူဒီစာရိုက်တာလည်းဖြစ်နေတယ်စာမရိုက်တာလည်းဖြစ်နေတယ်တကယ်လို့များမရိုက်ခဲ့ဘူး blank များအန်နာခေါ်လိုက်တယ်ဆိုရင်ဒီအားလေးထုတ် print blank ဆိုပြီး for f တိမ်းအောင်သုံးလို့ရတယ်ကဲ run ကြည့်မယ်ဗျာ run ကြည့်မယ်ဟုတ်လားဒါမှမရိုက်ပဲထည့်လိုက် or blank ဟုတ်တယ်လားစာမတွေ့ရင်သူဘာလုပ်တာလဲ blank ဆိုပြီးကျွန်တော် condition ကိုဘာလုပ်လို့ရတယ် sys လို့ရတယ်โอเคမနော် condition ဘာလို့လို့ရလဲ since လို့ရတယ်လို့လေး for each statement လေးကိုလည်းကျွန်တော်ဘာလို့လို့ရလဲ for as ပေါ့ဗျာစတိမ်မှသုံးတယ်ဒီရောက်မှကိုကြိုက်သလိုထုတ်လို့ရသေးခုနလိုနန်ဒီပိုင်းနဲ့ကာရတာရဲ့ဟွာတွေကိုတခုခုတဲယူ variable နဲ့တဲယူရေယူပြီးအဲ့ဒီ variable နဲ့ tempo တွေကိုကိုင်းပြီးတော့ဟိုကစားဒီကစားထပ်ကစားလို့ရသေးတယ်ဒါဒီကျွန်တော်တို့ for in ရဲ့ပိုင်းသွင်းရဲ့ for ရဲ့အခြေခံလို့ဆိုကြတယ်နောက်တစ်ခုကျွန်တော်ဆက်သွားအောင်မယ် y ပြီးမှဆက်သွားအောင်အဲ့ဘာလို့လို့ရလဲပိုင်းမှာ keyword တွေရှိသေးတယ် for နဲ့ပတ်သက်ပြီး break day, continuous day, past day โอเคมั้ยโอเคอะซึนเราดี for in เนี่ยลงส่งเจลิติติชาจะน้าเลยไปดิครับโอเคมั้ย for in ทีนี้มาเรากูลงไปไปเอ่อ for ต้องน่ะဖြစ်တယ်ဗျာနောက်ကဒီ in နောက်ကဘယ်ဒီပဲ in နောက်ကတန်ဖို့ဒီ string or ဒါမှမဟုတ်တန်ဖို့အများကြီးဖြစ်တကူတည်းတော့သွားမှာပဲတကူအဲပက်လို့တော့ရတယ်တကူလည်းပိုင်တကူပဲဖြစ်မှာပေါ့ဟုတ်နော် for ရဲ့အရာသာပဲခံလာမှာ for ဆိုတော့ကျွန်တော်တို့က list တွေ ဟုတ်လားကျွန်တော်တို့ဒါကြည့်နေလို့တော့ဒီမှာကျောင်းသားစင်ကြီးရှိရကျောင်းသားထောင်သားမကစင်ကြီးကိုကျွန်တော်တို့ကဘာနဲ့ပတ်ချာမှာတော့ဖော်နဲ့ပတ်ချာမယ်လေအာဖော်ကျောင်းသားစင်ကြီးတထောင်ထဲမှာရှိနေတယ်ဆိုအဲ့စင်ကြီးတိုင်းတော့ပတ်ချာဖော်ရီဝိုင်းနေနေပတ်ချာအဲ့တော့ကျွန်တော်တို့ဘာစတိတ်မန့်လဲဆိုလူပင်စတိတ်မန့်ကွန်ပျူတာမှာတတိထားမှာနော် array တွေ list တွေ line ဘာတွေသုံးရလဲပဲ data တွေ handle လုပ်လို့မှာဆိုဖော်ရီနဲ့သုံးရတယ်ဖော်နဲ့ပဲပတ်ထုတ်ရတယ်ဒီတိုင်းပတ်ထုတ်ရင်နော်စင်ပြေဘူးတခုချင်းစီ set ထုတ်ကျွန်တော် file တွေ write လုပ်တယ်လို့ပဲโอเคမနော်โอเค thank you